ဒီဇင်ဘာတရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းကဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖတောင်ဝန်ခံဟောင်းဖြစ်တဲ့ CDM စေယောင်အိုကြီးဒေါက်တာခင်းတူလွင်ကို NUG လက်အောက်ကပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတဲ့အပေါ်မှာပြည်သူတွေကဝေဖန်နေကြပါတယ်။ဒေါက်တာခင်းတူလွင်ကိုတင်တော်ကြေးရွာကသူ့ဈေးခန်းမှာနိုဝင်ဘာလ30ရက်မနေ့ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာ စစ်ကောင်စီကျင်းပတဲ့ဈေးဝယ်တော့ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့အဲ့ဒီမျိုးကန်တွေကပြောပါတယ်။နိုဝင်ဘာလ29ရက်ညကမုံရမြို့မှာပြုတ်လောက်တဲ့ဈေးရောင်းပွဲတော်ကနေပြန်လာတဲ့လူငယ်တွေကိုစစ်တပ်ကအောက်ပြီးဖမ်းဆီးခဲ့ရမှာ။တနေရာတွေကလူငယ်20ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့မျိုးကန်တွေကဆိုပါတယ်ရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကဒွန်လေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့တကောင်းမြို့ကိုစစ်တပ်ကမနေ့ညပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ30ရက်မနေ့ည8နာရီခွဲဝန်းကျင်မှာဒကောင်မျိုးလမ်းဆောင်အနီးကလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီရဲ့တတဦးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲသွားခဲ့တာလို့သိရပါတယ်ရှင်။စကိုင်းတိုင်းရွှေဘုံနဲ့ဝက်လက်မြို့နယ်မှာတမ33စစ်ကြောင်းနဲ့စစ်ကောင်စီတက်ဆွဲထားတဲ့နေရာတွေတက်ခိုက်ခံရပြီးဒေသုံးသူများပြားခဲ့တယ်လို့ရွှေဘိုခရိုင်တရင်အမှတ်9906ကဒီနေ့ဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်ပါတယ်ရှင်။